ကျွန်တော်တို့ဤအနာဂတ်နေ့ကျူတင်ဟော့စကားဆိုတဲ့ခေါင်းစဉ်နဲ့ဖျားခင်ရဲ့နှုတ်ကပတ်တော်ကိုအတူတကွသုံးသက်တဲ့အချိန်ကိုယူကြမှာဖြစ်ပါတယ် ဖျားသခင်ကိုယုံကြည်တဲ့လူတွေရဲ့အနာဂတ်ဟာဘယ်လိုပါလဲတခုခုကို လုံတဲ့အခါကြာရှုံးမှာပါလားကျွန်တော်တို့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးဖျားသခင်ဟာတမန်ကျမ်းစာထဲမှာနှုတ်ပတ်တော်များစွာကို ခွင့်ပြုပေးခဲ့ပါတယ်နောက်တစ်ဖက်သိခြင်းမရှိတဲ့ကဘာကိုပြင်ဆင်ထားပါတယ်အဲ့ဒီကဘာဟာဝမ်းမြောက်မှုကြည်နူးမှုနဲ့ဖန်ဆင်းခြင်းတွေရတတ်ခြင်းမရှိတဲ့ကဘာဖြစ်ပါတယ် ဆန်းစားတဲ့ကတမန်တော်ယောဟန်ဗျာဒိတ်မြင်ခဲ့တဲ့အကြောင်းအရာကိုပဲကြည်ရင်တော့အမှန်တကယ်ဖော်ပြလို့မရနိုင်တဲ့ခန္ဓာမှုလှပမှုစံချက်မှုတွေနဲ့ပြည့်စုံနေတဲ့ပျော်ရွှင်မှုကဘာကိုကျွန်တော်တို့ကောင်းကင်သားသမီးတွေအတွက်ပြင်ဆင်ထားတယ်လို့ပြောထားပါတယ်လွန်ခဲ့တဲ့နှစ်2000ကဒီမြေကြီးကိုကြွလာခဲ့တဲ့ယေရှုခရစ်တော်ဟာလည်းငါးဖိုက်အိမ်တော်၌ နေစရာခန့်အများရှိလို့မိန့်တော်မူခဲ့ပါတယ်။ပြီးတော့ယေရှုခရစ်တော်ဟာကောင်းကင်ကိုကျွန်တော်တို့အတွက်နေစရာအရက်ကိုပြင်ဆင်ဖို့သွားမယ်လို့လည်းအသိပေးခဲ့ပါတယ်။အဲ့ဒီပြင်ဆင်ထားတဲ့နေရာဟာအမှန်တကယ်ဘယ်လိုနေရာမျိုးဖြစ်မှာပါလဲ။လက်ရှိဘဝနဲ့နှိုင်းရှင်းလို့မရတဲ့လှပပြီးကျေးဇူးတော်ပြေဝတဲ့ကဘာကိုကျွန်တော်တို့အတွက်ပြင်ဆင်ထားပြီးအသင့်ဖြစ်နေပါတယ်။ပြီးတော့အဲ့ဒီလိုအရာတွေအတွက်ဘုရားသခင်ဟာတမန်ကျမ်းစာမှာကျွန်တော်ဟောစကားများစွာကိုလည်းစုစည်းထားခဲ့ပါတယ် လူတွေဟာလက်တွေ့မှာကြုံတွေ့နေရတဲ့အခက်အခဲပြင်းမှန်းမှုနဲ့ဆင်းရဲဒုက္ခဒီလိုအရာတွေနဲ့ပဲစိတ်ပြည့်ဖွယ်ကောင်းပြီးနာကျင်စရာကောင်းတဲ့သူတို့ရဲ့အနာဂတ်ကိုရှာဖွေနေကြပါတယ်။ဒါကြောင့်အနာဂတ်မရှိဘူးရှေ့မှာမှောင်မဲနေတဲ့ဒီလိုအသုံးနှုန်းကိုအများကြီးသုံးကြပါတယ်။ဘုရားသခင်ဟာကြောက်ပါတဲ့အနာဂတ်ကိုပြင်ဆင်ထားတဲ့အတွက်ကျွန်တော်တို့ဟာအဲ့ဒီလိုအသုံးနှုန်းမျိုးကိုမသုံးသင့်ဘူးမဟုတ်ပါလား။ ဒီနေ့ဟေရှာယအနာဂတိကျမ်းအခန်း24ကို ဖွင့်ပြီးဒီကိစ္စနဲ့ပတ်သက်ပြီးတော့လေ့လာကြည့်ကြရအောင်ဟေရှာယအနာဂတိကျမ်းအခန်း24အခန်းငယ်24ကိုကြည့်ကြရအောင်အခန်းငယ်24ကိုကြည့်ရင် ကောင်းကင်ဘုရားအရှင်သာရဖျာသည်ကျိန်ဆိုး၍မိန်တော်မူသည်ကားဖျာသခင်ရဲ့နှုတ်ကပတ်ဟာကျိန်ဆိုး၍ဆိုတဲ့အသုံးနှုန်းကို တိတ်တုံလင်းမရှိပေမဲ့ဒီနေရာမှာချိန်ဆခြင်းကိုပါပြုပြီးနောက်ဘလို့နှုတ်ကပတ်ကိုဆန်နာခဲ့တယ်လဲဆိုတာကိုကြည်ကြရအောင်။ကောင်းကင်ဘုံကြီးရှင်ထာဝရဖျာသည်ချိန်ဆရဲ့မိန့်တော်မူသည်ကငါကြံစီသည်အတိုင်းဘလို့ဖြစ်မှာပါလဲ။ဖြစ်၍တေချာပေါ့အောင်မြင်မယ်လို့ဖျာသခင်ဂရီးပြုတော်မူခဲ့ပါတယ်။တမန်ကျမ်းစာ66ကျမ်းဟာဘသူရဲ့နှုတ်ကပတ်တော်ဖြစ်ပါတယ်လဲ။ဖျာသခင်ရဲ့နှုတ်ကပတ်တော်ဖြစ်ပြီးဖျာသခင်ရဲ့အကြံစီတော်မဟုတ်ပါလား။ ဒါအပြင်ဖျားသခင်ကပြင်းပြောက်စေလိုတဲ့ဖျားသခင်ရဲ့စီမံခန့်ခွဲမှုလည်းဖြစ်ပါတယ်။တမန်ကျမ်းစာဟာဖျားသခင်ရဲ့အကြံစီတော်နဲ့စီမံခန့်ခွဲမှုပါဝင်တဲ့အကြောင်းအရာဖြစ်ပါတယ်။အခန်းငယ်24ကိုထပ်ကြည့်ရင်ကောင်းကင်ဘုရားရှင်ခရဖျားသည်ကျိန်ဆို၍မိန်တော်မူသည်ကားငါကြံစီသည်အတိုင်းဖြစ်၍ငါစီရင်ချက်လည်းဘလို့ဖြစ်မှာပါလဲ။တရားလိမ့်မည်။ ဒါဆိုရင်ဖျားသခင်ကကျွန်တော်တို့စီသာရကောင်းကင်ကိုပေးပြီးတောက်ပတဲ့အနာဂတ်ကိုခွင့်ပြုပေးပြီးတော့နေ့တိုင်းကြံကြားနေတဲ့ဝမ်းမြောက်မှုကိုပေးမဲ့လို့ဆိုရင်အဲ့ဒါအလုံးဟာအမှန်တကယ်ဖြစ်လာမှာဖြစ်ပါတယ်ဖျားသခင်ရဲ့ဂရီတော်တွေဟာစိတ်ကူးယဉ်မှုတဲမှာ အချင်းဤဂရီအဖြစ်စွပစ်လိုက်တဲ့ဂရီမျိုးနဲ့မတူဘူးမဟုတ်ပါလားလူကကျိန်ဆိုရင်တော့သူ့ရဲ့စကားကိုယုံကြည်သေးပေမဲ့ဒီကျိန်ဆိုမှုဟာ ဘယ်သူကပြုတဲ့ကြိမ်ဆိုမှုဖြစ်ပါသလဲဖျားသခင်ရဲ့ကြိမ်ဆိုမှုဖြစ်ပါတယ်ဒီရာအလုံးဟာတေချာပေါက်ဒီလိုဖြစ်လာမှဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ဟာအကျွေးမဲ့ယုံကြည်ပြီးထက်တန်စွာနဲ့ဖျားသခင်ပေးတော်မူတဲ့တင် जा မှုတွေအထက်ရာတွေစီ ပြေလွှားနိုင်တဲ့ကောင်းကင်သားသမီးတွေအလုံးဖြစ်ကြရမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဖျားသခင်ပြတ်တာပေးခဲ့တဲ့ဗျာဒိတ်ကျမ်းအခန်းကြီး21ရဲ့နှုတ်ကပတ်တော်ကိုအရင်ဆုံးဖွင့်ကြည့်ကြရအောင်ဗျာဒိတ်ကျမ်းအခန်းကြီး21ဖြစ်ပါတယ်ယောဟန်ကေရှိရကြီး21장ဗျာဒိတ်ကျမ်းအခန်းကြီး21အခန်းငယ်၄ကိုကြည့်ရင်ဖျားသခင်သည်သူတို့၏မျက်စိ၌မျက်ရည်ရှိသမျှတို့ကိုတုတ်တော်မူမီနောက်တစ်ဖန်သေပေမရှိရစိတ်မတညီတွားခြင်းအော်ဟစ်ခြင်းပင်မခြင်းလည်းမရှိရအကြောင်းမူကား ရှေးဖြစ်မှုသောအရာတို့သည်ရွေးသွားကြပြီဒီကဘာဟာဖျားသခင်ဂတိပြုထားတဲ့ကျွန်တော်တို့ရဲ့အနာဂတ်ကဘာကို ချုပ်ပြီးပြသထားတဲ့အရာဖြစ်တယ်လို့ရှုမြင်နိုင်ပါတယ်နောက်တစ်ဖက်ပါမရှိဘူးလေတည်ခြင်းမရှိအဲ့ဒီနောက်ကဝန်နေခြင်းလည်းမရှိပါဘူးနောက်ပြီးတော့ကငိုကြွေးခြင်းလည်းမရှိပါဘူးအဲ့ဒီနောက်နာကျင်မှုလည်းနောက်ထပ်မရှိတော့တဲ့ကဘာကို ကျွန်တော်တို့အတွက်ပြင်ဆင်ထားတော်မူပါတယ်လက်ရှိမှာဝမ်းနည်းစရာများပြီးနာကျင်စရာလည်းများပြီးတော့ခက်ခဲမှုနဲ့ဒုက္ခတွေများတဲ့လောကမှာကျွန်တော်တို့နေထိုင်နေကြပေမဲ့အနာဂတ်မှာကျွန်တော်တို့သွားမဲ့ဖျားသခင်ရဲ့နိုင်ငံတော်ဟာနောက်တစ်ပတ်နာကျင်မှုဒုက္ခအခက်အခဲနဲ့ဝမ်းနည်းမှုတွေမရှိပါဘူးအသေးစိတ်ရှင်းပြရရင်အိုမင်းချင်းအသက်ကြီးလာခြင်းလည်းမရှိပဲ အချိန်နဲ့နေရာကိုကြော်လွန်သွားတဲ့ကဘာထဲမှာအပူအပင်ကင်းစွာဖျားကင်းကိုထာဝရကိုးကွယ်ပြီးကျွန်တော်တို့သွားတဲ့နေရာတိုင်းမှာဝမ်းမြောက်မှုကစောင့်ကြနေပြီးကြည်နူးမှုနဲ့ပျော်ရွှင်မှုရှံကြနေတဲ့ကဘာမျိုးကိုကျွန်တော်တို့စီခွင့်ပြုပေးမယ်လို့ပြောခဲ့ပါတယ်။ဒါဟာဘယ်သူရဲ့အကြံစီလဲဆိုရင်ဖျားသခင်ရဲ့အကြံစီတော်ဖြစ်ပါတယ်။ကောင်းကင်ဘုရားရှင် ထာဝရဖျားသည်ကျိန်ဆိုရေးမိန်တော်မူသည်ကငါကြံစီသည်အတိုင်း ဘလို့ဖြစ်မှာပါလဲဖြစ်၍ငါစီရင်ချက်လဲဘလို့ဖြစ်မှာပါလဲတရားလိမ့်မည်ဒီလိုမျိုးအလုံးဟာဖျားသခင်ကလှုပ်ဆောင်မယ်လို့အကြိမ်များစွာကြိမ်ဆိုခဲ့ပြီးအတည်ပြုထားခဲ့တဲ့ကျွန်တော်တို့ရဲ့အနာဂတ်ပုံစံဖြစ်ပါတယ်ကျွန်တော်တို့ဟာအမြဲတမ်းဒီနေ့ရဲ့ကိုယ့်ရဲ့ပုံစံကိုပဲတွေးပြီးဒီနေ့ကိုကြုံတွေ့ရတဲ့အခြေအနေကိုပဲကြည့်ပြီးတော့အမျိုးမျိုးသောအပြစ်တွေမြင်တန်းခြင်းခါတိမှုနဲ့နာကျင်စရာအခြေအနေတွေမှာကိုကိုကိုတုံ့မို့တတ်ပေမဲ့ ဘယ်တော့မှအဲ့ဒီလိုအခြေအနေတဲ့မကြောက်ရွံ့ရမှာဟာကျွန်တော်တို့ရဲ့အနာဂတ်ဘဝဖြစ်တယ်လို့မြင်နိုင်ပါတယ်။ချိုးချာအဲ့ဒီဘုံတော့ရဲ့နေရာခဏတောက်ပတဲ့နေရာအံ့ဝဲကဘာထဲမှာမပါဝင်နိုင်ခဲ့ဘူးဆိုရင်ဒါဟာဘယ်တော့တောင်စိတ်မကောင်းစရာဖြစ်မှာပါလဲ။ဆက်လက်ပြီးအခန်းငယ်၅ကိုထပ်မံကြည့်ကြရအောင်။အခန်းငယ်၅ကိုကြည့်ရင်ပလင်တော်ပေါ်မှာထိုင်တော်မူသောသူကလည်းငါသည်ဘလို့လုံးမပါလဲ ခတ်သိမ်းသောအရာတို့ကိုအသိဖန်ဆင်းသည်ဟုမိန်တော်မူ၏အခုလက်ရှိဒီလိုပုံစံနဲ့အသက်ရှင်ရမှာမဟုတ်ပဲကဘာသစ်မှရှင်သန်ကြရမှာဖြစ်ပါတယ်လူအသွေးသားအဖြစ်သွားတဲ့ကဘာမဟုတ်ပဲဝိညာဉ်လောကမှာအရာအလုံးကိုအသိဖန်ဆင်းမယ်လို့မိန်တော်မူခဲ့ပါတယ်တဖန်တော့ရေးထားလို့ဤစကားသည်သစ္စာစကားဟုတ်မှန်သောစကားဖြစ်၏ဟု၍၎င်းဒီလိုကဘာစီဘုရားသခင်ဟာကျွန်တော်တို့ကိုခေါ်ဆောင်ပေးနေပါတယ် အခန်းငယ်ခုနှစ်ကိုကြည့်ကြရအောင်အခန်းငယ်ခုနှစ်ကိုကြည့်ရင်အောင်မြင်တော်သူသည်ဤရာတို့ကိုငွေခံရလိမ့်မည်ငါသည်သူ၏ဖျားသခင်ဖြစ်မည်သူသည်လည်းငါ၏သားဖြစ်လိမ့်မည်ကြောက်တတ်သောသူမယုံကြည်သောသူဆက်ဆုပ်ယူရှာပွေသောသူလူအသက်ကိုတတ်သောသူမတရားသောမိထုံ၌မိွယ်သောသူပြုစားတတ်သောသူရုပ်တုကိုကိုးကွယ်သောသူ တစ္ဆာပြတ်တော်သူအပေါင်းတို့မူကားဒုတိယသင်ချင်းနည်းဟူသောကန်းနှင့်လောင်သောမိရိုက်တန်းတိုင်းမိမိတို့အဖို့ကိုရာကြလိုက်မိဟူ၍၎င်းငါအမိန်တော်မူ၏ကျွန်တော်တို့ဟာဒီလိုလူမျိုးပဲဖြစ်သင့်မယ်ကျွန်တော်တို့ကိုပြသခဲ့တဲ့တောက်ပပြီးခန္ဓာရဲ့အနာဂတ်ကဘာကိုသင်တို့ရောကျွန်တော်ရောအားလုံးသွားကြရမယ်မဟုတ်ပါလားအခန်းကြီး22ကိုသွားကြည့်ကြရအောင်အခန်းကြီး22အခန်းငယ်1ဖြစ်ပါတယ် တဖန်ကြောက်တလင်းကဲ့သို့ကြည်လျွေဖျားသခင်နေတိုးတငဲ့ဤပလင်တော်တွေကထွက်တော်အတည့်ရစီရမြစ်ကိုကောင်းကင်တမန်သည်ငါအပြလေ မြို့လမအလင်၌၎င်းထိုမြင့်နှစ်ဖက်၌၎င်းအသက်ပင်ရှိထိုအသက်ပင်သည်အတိတဆတ်နှမျိုးကိုတည်တတ်၏မိမိအသည်ကိုလည်းလတိုင်းပေးတတ်၏အရွက်သည်လည်းလူအမျိုးမျိုးတို့၏အနာရောဂါငြိမ်းစေရဖို့ဖြစ်၏နောက်တစ်ပံကျင့်ခြင်းပေးတစုံတစ်ခုမျှမရှိထိုမြို့၌ဖျားသခင်၏တိုးတငယ်၏ပလင်တော်ရှိ၍ဖျားသခင်ကျုံတို့သည်ဖျားဝတ်ကိုပြုကြလိမ့်မည်မျက်နာတော်ကိုမြည်ရ၍သူတို့နှစ်ဖူး၌လည်းနာမတော်ရည်သားလျက်ရှိလိမ့်မည် ထိုမျိုးနိုင်ညာမရှိရစီမီကိုလိုမရှိနေရောင်ကိုလည်းလိုမရှိ အကြောင်းမူကားသာရရှင်ဘုရားသခင်သည်သူတို့၌ရောင်ကြီးတော်ကိုလွတ်တော်မူ၍သူတို့သည်ကဘာဆက်ဆက်ဆိုးဆက်ရကြလက်တက်ဒီကဘာဘောကကျွန်တော်တို့ရဲ့ဘဝတွေဟာလူမှုရေးအဆင့်တန်းနဲ့ယက်တိချက်တွေတဦးနဲ့တဦးကွဲပြားနိုင်ပေမဲ့ကောင်းကင်ကကျွန်တော်တို့ရဲ့ဘဝဟာဘုရားသခင်ကသတ်မှတ်ထားပြီးသားဖြစ်ပါတယ်ဒီယုံကြည်ခြင်းရဲ့အချိန်ကုန်ဆုံးပြီးယုံကြည်ခြင်းရဲ့ဘဝပြီးဆုံးသွားတဲ့အခါ ကျွန်တော်တို့သွားရမယ့်နေရာဟာဘယ်လိုနေရာဖြစ်ပါသလဲသာရကောင်းငင်ဖြစ်ပါတယ်ကောင်းငင်မှာကောင်းငင်လူမျိုးတွေတဲကတဦးအဖြစ်ပဲအဆုံးသတ်သွားမှာမဟုတ်ပဲကဘာဆက်ဆက်ရှင်မြေအဖြစ်စိုးစက်နိုင်မယ်လို့မိန့်တော်မူခဲ့ပါတယ်ဒါကြောင့်လက်ရှိကျွန်တော်တို့ရှောက်လန်းနေတဲ့ဒီယုံကြည်ခြင်းအတ္တအာလုံးဟာကောင်းငင်ရဲ့ရှင်မြေအဖြစ်စိုးစက်ဖို့အတွက်ဖျားခင်ပေးထားတဲ့အချိန်တွေအလုံးဖြစ်တဲ့ဆိုတာကိုစဉ်းစားတဲ့အခါ ဒီနေ့ရဲ့အခက်အခဲဒီနေ့ရဲ့ဘယ်လိုဝမ်းနည်းမှုတွေဖြစ်စေဒီနေ့ရဲ့ဘယ်လိုဒုက္ခပဲဖြစ်စေအားလုံးကိုကြော်လွားပြီးနောက်ဆုံးမှာတော့ဖျားသခင်ရဲ့နိုင်ငံကိုရောက်ရှိနိုင်တဲ့တင်တို့နဲ့ကျွန်တော်ဆက်ဆက်ဖြစ်ကြရမှာဖြစ်ပါတယ်။ဒါကြောင့်တမန်ကျမ်းစာ66ကျမ်းဟာကျွန်တော်တို့စီအမျိုးမျိုးသောတင်ကြားမှုများစွာကိုပေးထားပြီးဒီလိုຢာကပြဿနာဖြစ်တယ်။ဟိုလိုຢာလည်းပြဿနာဖြစ်တယ်။ဒီလိုလူဖြစ်လာတဲ့အခါဖျားသခင်ရဲ့ထာဝရနိုင်ငံတော်ကိုအမွေခံရနိုင်တယ်။ ဒီလိုအကြောင်းအရာမျိုးအလုံးကိုမှတ်တမ်းတင်ထားပါတယ်။ဒါကြောင့်ကျွန်တော်တို့ဟာဒီနေ့ဖျားသခင်ရဲ့ပြည့်ညတ်တော်ကိုလိုက်နာပြီးဥပုံနဲ့ကိုစောင့်နေကြပါတယ်။အမျိုးသမီးအဖွဲ့ဝင်တွေဟာခေါင်းပေါ်မှာခေါင်းဆောင်ကိုလည်းစောင့်နှားကြပါတယ်။ပွဲတော်တွေကိုလည်းစောင့်နေကြပါတယ်။ဗြိဉ္ဉံတရားသည့်ရဲ့စီမင်းစည်းကမ်းအလုံးကိုလိုက်နာကြပြီးဧဝံဂေလိကိုလည်းကြိုးကြိုးဆဆဟောပြောနေကြပါတယ်။ဒီຢာတွေအလုံးဟာအနာဂတ်အတွက်ကျွန်တော်တို့ဟာလက်ရှိမှာကောင်းကြီးတွေကိုစုဆောင်းနေတာပဲမဟုတ်ပါလား ဒါရိုက်ကြအခန်းကြီး21အခန်းငယ်21အခန်းကြီး21အခန်းငယ်21ကိုကြည့်ရင်ဒကာရွက်12ရွက်အသီးသီးတို့သည်ပလဲတပြားစီဖြင့်ပြည်၍ပလဲ12ပြားဖြစ်ကြ၏မြို့လမ်းမသည်ဘလိုပါလဲကြည်လွန်သောဖန်ကဲ့သို့သော ရွှေစင်ဖြစ်၏လောကလူတွေဟာရွှေကိုကြိုက်ကြတယ်မဟုတ်ပါလားဒါပေမဲ့ကောင်းကင်ကိုသွားတဲ့အခါအဲ့ဒါဟာအသုံးမဝင်တဲ့အရာဖြစ်ပါတယ် အခန်းငယ်22မြို့ရဲ၌ဗိမာန်တော်ကိုငါမမြင်အကြောင်းမူကားအနန္တတကုန်ဤပြည့်စုံတော်မူသောထာဝရရှင်ဘုရားသခင်နှင့်တိုးတက်ငဲ့သည့်ထိုမြို့ဤဗိမာန်ဖြစ်တော်မူ၏အခန်းငယ်23ကိုကြည့်ရင်ထိုမြို့သည်နေဤရောင်လိုင်းဤရောင်ကိုလိုမရှိအကြောင်းမူကားဘုရားသခင်ဘုံတော်သည်ထိုမြို့ကိုလင်းစေ၏တိုးတက်ငဲ့သည်လည်းထိုမြို့ဤစီမီဖြစ်၏လူမျိုးမျိုးတို့သည်ထိုမြို့ဤအလင်းကိုအမိပြု၍တွာလာကြလိမ့်မည်ရောဂီရှင်မြင်တို့သည်လည်းမိမိတို့ဘုံအသည့်ကို ထိုမျိုးတဲသို့ဆောင်ခဲ့ကြလိမ့်မည်မြို့တကားတို့ကိုနေအချိန်တိုင်းအလျင်မပိတ်တတ်ရမှုကားမရှိလူမျိုးမျိုးတို့သည်မိမိတို့ဘုံအသည့်ကိုထိုမျိုးတဲသို့ဆောင်ခဲ့ကြလိမ့်မည်ညင်ညူသောအရာဆက်ဆုပ်ပွေသောအရာတစ္ဆာပြက်သောအရာတစုံတစ်ခုများမဝင်ရဘဲတိုးတငယ်ဤအသက်ဆာဆောင်၌စည်းဝင်သောသူတို့သာလျှင်ဝင်ရ၏ဒီဘုံကြီးတဲ့ကပါစီအသက်ဆာဆောင်မှာနာမည်ရထားတဲ့သူတွေပဲဝင်နိုင်တဲ့ဆိုတာကိုတမန်ကျမ်းစာကကျွန်တော်တို့စီအသိပေးထားပါတယ် ဒါဘသူရဲ့အကြံစီဖြစ်ပါတယ်လေ။ဖျားသခင်ရဲ့အကြံစီ။ပြီးတော့ဒါဖျားသခင်ရဲ့စီမံခန့်ခွဲမှုဖြစ်ပါတယ်။ဒီကဘာစီကျွန်တော်တို့ကိုခေါ်ဆောင်ပြီးတော့အနာဂတ်မှာကဘာဆက်ဆက်ကောင်းကင်မှာရှင်မြန်အဖြစ်စိုးစံစေဖို့အတွက်ဖျားသခင်ကကျွန်တော်တို့စီ ကိုယ်ပိုင်အသက်တာတွေကို ပေးထားပါတယ်။တဝူးချင်းစီမှာကိုယ်တိုင်မဲသိနိုင်တဲ့ကိုယ်ပိုင်အာဏာချက်တွေရှိကြပါတယ်။ ယာသခင်ဟာအားလုံးကိုတည်တော်မူတဲ့အတွက်ဒီလူစီကိုဒီလိုအခက်အခဲကိုပေးပြီးပုံမခိုင်ခန့်စေပြီးမှားနေတဲ့အရာကို ပြုပြင်ပေးပြီးတော့ချွတ်တဲ့တဲ့အရာကိုဖြည့်ဆည်းပေးဖို့အတွက်ဒီနေ့ရဲ့အသက်တာကိုကျွန်တော်တို့စီပေးထားတာပဲဆိုတာကိုဆက်ဆက်အမှတ်ရကြရပါမယ်သာဝရကောင်းကင်ရှိတဲ့ဆိုတဲ့ယုံကြည်ခြင်းနဲ့မှဒီနေ့ရဲ့အသက်တာကိုကောင်းမွန်စွာကြော်လွှားနိုင်တဲ့ကျွန်တော်တို့အားလုံးဆက်ဆက်ဖြစ်ဖို့တောင်းဆိုချင်ပါတယ်။ ဒါကြောင့်တမန်ကျမ်းစာဟာကျွန်တော်တို့ကိုကောင်းကင်နိုင်ငံကနေဒီမြေကြီးကိုဆင်းလာတဲ့တကြွသူတနိုင်ငံသားအဲ့တဲ့အာဂန္တုဖြစ်တယ်လို့ဖော်ပြထားတယ်မဟုတ်ပါလားဟေဘရဲဩဝါဒစာအခန်းကြီး7ကိုဖွင့်ကြည့်ကြရအောင်ဟေဘရဲဩဝါဒစာအခန်းကြီး7အခန်းငယ်73ကိုကြည့်ရင်ယခုဆိုခဲ့ပြီးတော့သူအပေါင်းတို့သည်ဂရီတော်နဲ့ဆက်ဆိုင်သောအကျိုးကျေးဇူးကိုမခံရပဲအဝေးကမျှော်မြင်လျက်စိတ်နှလုံးနဲ့ဖက်ရံလျက် မိမိတို့ဒီမြေကြီးပေါ်မှာမြေကြီးပေါ်မှာဆိုတာဟာဒီကဘာပေါ်မှာဖြစ်ပါတယ်တကြွန်းသူတနိုင်ငံသားဧည့်သည်အကန်နုဖြစ်ဒီကိုထင်ရှားစွာဝန်ခံလျက်ယုံကြည်ခြင်းစိတ်နဲ့သိလွန်ကြ၏ဒီမြေကြီးဟာငါရဲ့မွေရဲ့မြေမဟုတ်ဘူးသာရအိမ်မဟုတ်ဘူးဒီမြေကြီးပေါ်မှာတကြွန်းသူတနိုင်ငံသားဧည့်သည်အကန်နုဖြစ်တယ်လို့မိမိတို့ကိုယ်ကိုဖော်ပြခဲ့ကြပါတယ်အခန်းငယ်၁၄ကိုကြည့်ပါမယ်ထို့သောဝန်ခံသောသူတို့သည်မိမိတို့အဖအပြစ်ကိုရှာကြသည်ဟုအတိအလင်းပြောဆိုကြ၏ ထို့သူတို့သည်အထက်ကထွက်သွားသောပြည်ကိုအောင်းမေ့သည့်မှန်လျင်ထိုပြည်သို့ပြန်ရသောအခွင့်ရှိကြ၏ထိုပြည်ကိုမအောင်းမေ့ဘဲဘယ်နေရာကို တောင်းတကြပါသလဲကောင်းကင်ပြည်သည်ဟုသောတာပြည့်မြတ်သောပြည်ကိုတောင်းတခြင်းရှိကြ၏တာပြည့်မြတ်သောကျွန်တော်တို့၏ပြည်ထာဝရကောင်းကင်ဟာကျွန်တော်တို့ပြန်သွားမဲ့ထာဝရမွေရည်မြေဖြစ်ပါတယ်ကျွန်တော်တို့ကဘယ်ကလာပြီးဘယ်ကိုသွားရမလဲဆိုတာကိုတေချာမသိဘဲအသက်ရှင်နေတဲ့လူတွေဟာ ဒီကဘာမမှာအများစုဖြစ်တယ်လို့မြင်နိုင်ပါတယ်။ဒါပေမဲ့ဖျားသခင်ဟာကျွန်တော်တို့ဖြစ်တူမှုရဲ့အစနဲ့အဆုံးကိုအလုံးသိတော်မူပါတယ်။ဒါပေမဲ့အဲ့ဒီဖျားသခင်ဟာကျွန်တော်တို့ရဲ့မွေရမြေကဘယ်မှာဖြစ်တယ်လို့အသိပေးထားပါသလဲ။ကျွန်တော်တို့ရဲ့မွေရမြေဟာကောင်းကင်ဖြစ်တဲ့ဆိုရင်ကျွန်တော်တို့ဟာဘယ်ကနေဒကြွန်းသူတက်နိုင်ငံသားအဲ့တဲ့အာဂနူးအဖြစ်ခနာတာဒီမြေကြီးကိုဆင်းလာတာပါလဲ။နောက်ဆုံးမှကျွန်တော်တို့ဟာကောင်းကင်မှာတည်ရှိခဲ့ကြပြီး ဒီမြေကြီးကိုခေတ္တခဏတာအပြည့်အစုံနာခဲ့ကြပြီးတော့ဒီမြေကြီးဘော့ကဘဝကိုကျေးဇူးတော်ရှိရှိလှပစွာဖျားသခင်ရဲ့လူတော်နဲ့အညီဖွဲ့စည်းပြီးနောက်မှာနောက်တပံသာဝရကောင်းကင်ကဘာကိုပြန်လည်ခံစားနိုင်အောင်ဖျားသခင်ဟာအဲ့ဒီလိုပြင်ဆင်မှုတွေကိုပြုလုပ်ထားခဲ့တဲ့အတွက်သင်တို့တယောက်မှဒီဘုံကြီးတဲ့ကဘာကိုမဆုံးရှုံးစေချဖို့မျှော်လင့်ပါတယ်ချင်းလူကခရစ်ဝေမှာလည်းတထင်းနဲ့လာစရူဥပမာထဲမှာကောင်းကင်နိုင်ငံရဲ့အကြောင်းကိုဖော်ပြထားတယ်မဟုတ်ပါလား ။တထေရဒီမြေကြီးပေါ်မှာအသက်ရှင်နေစဉ်ဖျားသခင်ကိုလည်းကောင်းကောင်းမသိပဲဖျားသခင်ပေါ်ယုံကြည်ခြင်းလည်းမရှိခဲ့ပါဘူး။ဒီလိုနဲ့နောက်ဆုံးတော့ထာဝရငယ်မကဘာဆက်ဆက်ဒုက္ခခံစားရတဲ့မြင်ကွင်းကိုဖော်ပြထားတာကိုကြည့်တဲ့အခါကျွန်တော်ကတင်းတို့ကဘယ်တော့မှအဲ့ဒီလိုနေရာကိုမသွားတဲ့ကောင်းကင်မိသားစုဝင်အလုံးဖြစ်ဖို့မျှော်လင့်ပါတယ်။ကျွန်တော်တို့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးဖျားသခင်ဟာစံစာထဲမှာဒီလိုနှုတ်ကပတ်ကိုပေးထားခဲ့ပါတယ်။ အနာဂတ်ရဲ့တောက်ပတဲ့ဘုံတော်စီချီတက်သွားဖို့အတွက်ဒီမြေကြီးပေါ်မှာကျွန်တော်တို့လုပ်ရမယ့်အရာကိုဖျားသခင်ဟာပြင်ဆင်ထားခဲ့တာရှိပါတယ်ဒီလမ်းစဉ်ကိုကျွန်တော်တို့လိုက်လျှောက်ကြရမှာဖြစ်ပါတယ်ဒီလမ်းကိုမလိုက်လျှောက်ဘူးဆိုရင်အဲ့ဒီဘုံကြီးတဲ့ကဘာစီမသွားနိုင်တဲ့အတွက်ဖျားသခင်ဟာကိုယ်တိုင်ဒီမြေကြီးကိုကြွလာပြီးတိုးတက်ငယ်ဖြစ်လာပြီးတော့ကျွန်တော်တို့ကိုလိုက်လျှောက်နိုင်စေခဲ့ပါတယ်ဒါကြောင့်ဗျာဒိတ်ကျမ်းအခန်း24မှာလည်း တိုးတငယ်သွားလိုက်ရရရတို့ဘယ်လိုလုံးတယ်လို့ပြောထားပါတယ်လဲနောက်တော့နိုင်လိုက်ကြ í လို့ပြောထားပါတယ်မိခအခန်းကြီးလေးခန်းငှက်တစ်ကိုကြည့်ရင်နောက်ဆုံးကလာမှလန်ခီကိုကျွန်တော်တို့စီတုံသင်ပေးတဲ့အခါကျွန်တော်တို့အားလုံးဘယ်လိုလုပ်ဖို့ပြောထားပါတယ်လဲအဲ့ဒီတုံသင်မှုအတိုင်းအားလုံးလုံးဆောင်သင့်တယ်လို့ပြောထားပါတယ်ဘယ်ကိုရောက်ရှိဖို့ဖြစ်ပါတယ်လဲထာရကောင်းခင်အဲ့ဒီကဘာကိုမျှော်ကြည့်တတ်ကြရမှာဖြစ်ပါတယ်ညီကြီးပေါ်မှာ ဒီနေ့အတီးကိုဘယ်သူအများကြီးသိတယ်လဲဒါဟာအကောင့်နဲ့ကိစ္စဖြစ်ပါတယ်ဘယ်သူကယုံကြည်ခြင်းဘဝဆယ်နှစ်ရှိပြီအနှစ်နဲ့ဆယ်ရှိပြီအားလုံးကကောင်းတဲ့ကိစ္စဖြစ်ပါတယ်ဒါပေမဲ့ဆယ်နှစ်အနှစ်နဲ့ဆယ်ဆိုတဲ့အတ္တတာကအရေးကြီးတာမဟုတ်ပဲဒီနေ့ရဲ့အတ္တတာဟာတကယ်ပဲအဖေရဲ့အလိုတော်ကိုလိုက်လျှောက်နေသလားဆိုတာကကျွန်တော်တို့အတွက်အရေးကြီးတဲ့ကိစ္စဖြစ်တယ်လို့မြင်နိုင်ပါတယ်ဖျားသခင်ရဲ့အကြံစီတွေဟာချိန်နေဖြစ်လာပြီးအဲ့ဒီစီမံမှုဟာချိန်နေပြည့်စုံလာမယ်လို့ပြောခဲ့ပြီး ဖျားခင်ဟာဒီလိုဘုံကြီးတဲ့ကဘာကိုကျွန်တော်တို့အတွက်ပြင်ဆင်ထားပြီးကောင်းကင်သွားရလမ်းကိုပြသခဲ့ပါတယ်။ဒီပြေဩဝါဒစာအခန်းကြီး၉ဖြစ်ပါတယ်။အခန်းငယ်၁၅ကိုအတူ ကြည့်ကြရအောင်။ဒီပြေဩဝါဒစာအခန်းကြီး၉အခန်းငယ်၁၅ကိုကြည့်ရင်ထိုကြောင့်ပထမပရိညာတရားလက်ထက်၌ပြမသောအပြစ်ကိုလည်းလွတ်စေခြင်းကခရစ်တော်သည်အသေခံတော်မူသည်ဖြစ်၍ခေါ်တော်မူသောသူတို့သည် တနည်းအားဖြင့်ကောင်းကင်သားသမီးတို့ဖြစ်ပါတယ်ခေါ်တော်မူသောသူတို့သည်ဘာကိုခံရဖို့အတွက်ပြောထားပါသလဲဂရီတော်နှင့်ရှင်သောသာရအမွေကိုခံရမည်ကြောင်း ထိုသခင်ထိုသခင်ဆိုတာဘယ်သူကိုယဉ်ညွတ်ပါသလဲယေရှုခရစ်သည်ဗြိဉ္ဇတရားသည်အမခန့်ဖြစ်တော်မူ၏ဖျားသခင်ရဲ့နိုင်ငံဆိုတဲ့သာရအမွေဂရီတော်ဟာရိုးရှင်းရှင်းပြောရရင် ကောင်းကင်သားသမီးတွေစီခွင့်ပြုပေးမယ်ဆိုတဲ့ဂရီတော်မဟုတ်ပါလား အဲ့ဒီဂရီတော်ကိုပြေဆုံးစေဖို့အတွက်ဖျားသခင်ကဘယ်ပြိညာအမကန်ဖြစ်လာခဲ့ပါသလဲပြိညာတရားသိအဖြစ်အဲ့ဒီအလုပ်ကိုပြင်းပြောက်စေတဲ့တရားရဲ့အခန်းကဏ္ဍအမကန်ရဲ့အခန်းကဏ္ဍကိုဖျားသခင်ဒီမြေကြီးကိုကြွလာပြီးလှောက်ဆောင်တော်မူခဲ့ပါတယ်ဒါဆိုရင်ပြိညာတရားသိအမှန်တရားထဲမှာမရှိတဲ့သူတွေဟာသာရကောင်းကြီးကိုသွားနိုင်မှာပါလား ဒါကြောင့်ဒီပြဉ္ဉ်တရားတဲ့အမှန်တရားကိုကျွန်းကျွန်းဆဆလေ့ကျင့်စေခဲ့တာမဟုတ်ပါလားကျွန်တော်တို့စောင့်ရှောက်တဲ့ဥပုံနေ့ပတ္တခပွဲပွဲတော်တွေနဲ့ပြဉ္ဉ်တရားတဲ့ရဲ့ဗတ္တိဇံဟာလည်းအဲ့ဒီလိုပါပဲဖျားခင်မိန်တော်မူသည်များကို လုံလုံနာခံတဲ့အတ္တတာဟာကျွန်တော်တို့ရဲ့အနာဂတ်အတွက်မဟုတ်ပါလားအဲ့ဒီအမှုမှာဥပ္ပောဆဆမပြုတဲ့ကျွန်တော်တို့အားလုံးဆက်ဆက်ပြစ်ချရမှာဖြစ်ပါတယ် ရင်းညတရားစင်ထဲမှာဖျားသခင်ပြင်ဆင်ထားပြီးဂရုပြုထားတဲ့အရာကိုယေမိနာဂတိကျမ်းအခန်းကြီး31အခန်းငယ်31မှာကြည်ကြရအောင်အခန်းကြီး31အခန်းငယ်31ကိုကြည်ရင်သာရဖျားမိန်တော်မူဒီကဘာကိုပေးမှပါလဲဘရင်းညတရားသစ်ကိုဣသတိလအမျိုးသားယူရအမျိုးသားတို့၌ငါပေးသောအချိန်ကာလရောက်လိမ့်မည်ဖျားသခင်ဟာ ဘရင်ညင်တရားတစ်ကိုလူသားတွေစီပေးရတဲ့အကြောင်းရင်းဟာသရကောင်းကြီးကိုအမွေခံရနိုင်အောင်လှုပ်ဆောင်မှုအတွေ့ဖြစ်ပါတယ်။ဒါကြောင့်ဘရင်ညင်တရားတစ်အမှန်တရားလန်းတဲ့အတူဒီမြေကြီးကိုကြွလာခဲ့တာမဟုတ်ပါလား။ဒါပေမဲ့လောကမှာဘရင်ညင်တရားတစ်ဥပုံနေရှိပါသလား။မရှိပါဘူး။ဘရင်ညင်တရားတစ်ပဒခါရှိပါသလား။ဘရင်ညင်တရားတစ်ဇီယုံရှိပါသလား။ဘရင်ညင်တရားတစ်ပွဲတော်တွေရော သူတို့စီမှာအဲ့ဒီလိုအရာကိုကမရှိတဲ့အတွက်ပဲဖြစ်ပါတယ်။တမန်ကျမ်းစာ66ကျမ်းမှာဂရီတော်တွေအားလုံးဟာဒီနေ့ဇီးုံသားသမီးတွေအတွက်ဖျားသခင်ပြုခဲ့တဲ့ဂရီတော်တွေမဟုတ်ပါလား။ဒါကြောင့်ကျွန်တော်တို့ဟာဖျားသခင်ပြင်ဆင်ထားတဲ့ခန္ဓာလပတဲ့ကဘာစီကိုသွားကြစို့ဆိုတဲ့သဘောနဲ့လှုပ်ဆောင်နေတဲ့အရာဟာအေဝံဂေလိမဟုတ်ပါလား။ ယေမိအနာဂတိကျမ်းအခန်းကြီး31ကိုဆက်ကြည့်ကြရအောင်အခန်းကြီး31အခန်းငယ်33ကိုဆက်သွားကြရအောင်နောင်ကာလခဣတိတိလအမျိုးသားတို့၌ငါပေးရသောဗြိညာတရားဟုမူကားငါသာရဖျားသည့်ငါ၏ပညာတရားကိုသူတို့အတွင်ထဲသို့သွေးမိသူတို့နှလုံးပေါ်မှာရေးထားမိငါသည်သူတို့၏ဖျားဖြစ်မိသူတို့သည်လည်းငါ၏လူဖြစ်ကြလိမ့်မည်ငါ၏ပညာတရားကိုသူတို့အတွင်ထဲသို့သွေးမိလို့ပြောထားပါတယ်ဘယ်ပညာပါလဲ ပြင်းရင်တရားသိပြည့်ညတ်ကိုဒါလည်းတေချာပေါက်ပြည့်စုံလာရမယ်ဖျားသခင်ရဲ့အကြံစီနဲ့စီမံခန့်ခွဲမှုဖြစ်ပါတယ်အခန်းငယ်34ကိုကြည့်ပါမယ်ထုတ်သူတို့ကသာရဖျားကိုတိလို့ဟုအမျိုးသားချင်းညီကိုအချင်းချင်းတယောက်ကိုတယောက်ဆုံးမဩဝါဒမပေးရကြအเจ้าမူကငယ်ဆုံးသောသူမှာဆ၍အကြီးဆုံးသောသူတိုင်အောင် ထုတ်သူအပေါင်းတို့သည် ငါ့ကိုတီးကြလိမ့်မည်ထိုခါငါသည်ဘာကိုတီးခတ်မယ်လို့ပြောထားပါသလဲသူတို့အပြစ်များကိုတီးခတ်မည်သူတို့ပြုသောဒုစရိုက်များကိုမအောင်မေ့ဘဲနေမည်ဟုထာဝရဘုရားမိန်တော်မူ၏ကျွန်တော်တို့ရဲ့အပြစ်အလုံးကိုလည်းရင်းညင်တရားတိကတဆင့်ဘုရားသခင်ဟာအလုံးခွင့်လွတ်ပြီးဖယ်ရှားပေးမယ်လို့မိန်တော်မူခဲ့ပါတယ်ရင်းညင်တရားတိဟာဒီလောက်ထိကျွန်တော်တို့ရဲ့အနာဂတ်ကိုတောက်ပစေတဲ့အဖို့တဲ့အမှန်တရားဖြစ်တဲ့အတွက် ကျွန်တော်ကတင့်လို့ပါဗြိညာတရားသိဥပုံနေကိုစောင့်ပြီးဗြိညာတရားသိပဋ္ဌာခဝဲပညာကိုစောင့်ရှောက်နေကြတယ်မဟုတ်ပါလားကျွန်တော်တို့စီပေးရထားတဲ့အနာဂတ်ဟာတကယ်ကိုလှပတဲ့အနာဂတ်ဖြစ်ပါတယ်တောက်ပတဲ့အနာဂတ်ဖြစ်ပါတယ်ဒီလောကမှာမြင့်မားတဲ့ယာရုနေရာမှာမရှိရင်တော့ကျွန်တော်တို့ရဲ့အနာဂတ်ကို ကောင်းကင်ရှင်မြင်တွေအဖြစ်ဘုရားသခင်ကဒီဇိုင်းဆွဲထားပါတယ်ဒါကြောင့်လက်ရှိဘဝမှာပဲချီနှောင်ထားပြီး ဖတ်တတ်နေတာမဟုတ်ပဲကောင်းကင်ကိုတက်တက်ကြည့်ပြီးပြေးကြပါစို့တဝူးချင်းစီအတွက်ပေးထားတဲ့အချိန်ကအနည်း80ရှိပြီးအာကြည့်ရင်ဘယ်နှစ်နှစ်ပါလဲကျွန်တော်တို့ဘဝရဲ့ပြင်းပြတက်တန်ဖြစ်ပါတယ်ဒါဆိုရင်အနည်း80 80အတွင်းဖျားသခင်ရဲ့ဗြိဉ်တရားတရားအမှန်တရားကိုတည်ယူခဲ့တဲ့သူတွေဟာကောင်းကြီးရှိတဲ့လူတွေဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီလိုမဟုတ်တဲ့လူတွေလည်းများတဲ့အတွက် ကျွန်တော်တို့စီရှမာရီပြည်နယ်မြေကြီးစွန့်တိသွားပြီးဒီအေးဝင်ကလေးကို ဟောပြောပါလို့မိန်တော်မူခဲ့တာမဟုတ်ပါလားထက်သန်စွာဟောပြောကြည့်ကြပါစို့အဲ့ဒီလိုလုပ်ပြီးတော့အမောင်ကဘာထဲမှာအသက်ရှင်နေတဲ့သူတွေကိုအလင်းကဘာစီခေါ်ဆောင်ပြီးတော့အထူးတကွာတောက်ပါတဲ့အနာဂတ်စီကိုလက်တွေပြီးသွားနိုင်တဲ့တင်တို့နဲ့ကျွန်တော်ဆက်ဆက်ဖြစ်ဖို့ပြောင်းလဲပါတယ်ကျွန်တော်တို့ဟာဗြိဉ္ဉ်တရားတဲ့အမှန်တရားထဲမှာရှိကြပါတယ်ဗြိဉ္ဉ်တရားတဲ့အစစ်မှန်ဖြစ်တဲ့ ်ကောင်းတဲ့အမေလည်းရှိတော်မူပါတယ်ဒါဆိုရင်လောကမှာဒီထက်ပိုဘုံကြီးတဲ့နေရာ ရှိနိုင်မှာပါလားကောင်းတဲ့နေရာဖြစ်တဲ့အတွက်ဘုရားသခင်ကကျွန်တော်တို့စီအဲ့ဒီနေရာကိုမိတ်ဆက်ပေးခဲ့တာမဟုတ်ပါလားဘယ်ကိုဝင်ပါလို့မိန်တော်မူခဲ့ပါသလဲဒီလိုတောက်ပတဲ့အနာဂတ်ကိုပြင်ဆင်ထားတော်မူတဲ့ဘုရားသခင်ရဲ့အတန်တော်ကိုနားထောင်ကြရမှာဖြစ်ပါတယ်ယေမိနာဂတိကျမ်းအခန်းကြီး၄အခန်းငယ်၅ကိုကြည့်ကြရအောင် အခန်းကြီးလေးခန်းငယ်ငါ့ကိုကြည့်ရင်ယူရပြည်၌တဘိုးမဟုတ်ကြလောဟုယေရှုရှင်မြို့မှာဆ ảy ၍တပီလုံးကျွေးကြော်၍တည်င်းကြကြလောစီဝေး၍ခိုင်ခန့်သောမြို့များတွင်သို့ဝင်ကြကုန်အံ့ဟုအရရ၌အနှံ့ပြကျွေးကြော်ကြလောအဲ့ဒီခိုင်ခန့်တဲ့မြို့ရဲ့နာမည်ဟာဘာပါလဲဇီယုံဖြစ်ပါတယ်ဇီယုန်တောင်ပေါ်မှာအလံကိုထူကြလော့လူအောင်ပြေးကြလော့ရရွေ့မနေကြနဲ့အဲ့ဒီခိုင်ခန့်တဲ့မြို့ဇီယုန်စီကိုအလျင်မြန်ဝင်ကြလော့လို့ပြောထားပါတယ် ။ဖျားသခင်မိန်တော်မူတဲ့အရာဖြစ်တဲ့ဆိုရင်ဘယ်လိုလုပ်သင့်ပါသလဲ။ဇီယုံဟာအမှန်တကယ်ထွန်းလင်းတဲ့နေရာ၊ဘုံကြီးတဲ့နေရာ၊ခန္ဓာတဲ့နေရာဖြစ်ပါတယ်။အဲ့ဒီနေရာမှာဖျားသခင်ဟာထာဝရတဲ့ကောင်းကြီးကယ်တင်ခြင်းနဲ့အပြစ်ခွင့်လွှတ်ခြင်းရဲ့ကျေးဇူးတော်ကိုလည်းခွင့်ပြုပေးထားတယ်မဟုတ်ပါလား။ ကျွန်တော်နဲ့တင်တို့ဟာဇီယုံနဲ့ကိုအခုဝင်လာခဲ့ကြတယ်မဟုတ်ပါလားဟုတ်ကဲ့ဝင်လာခဲ့ကြပါတယ်ဇီယုံစီကိုခေါ်ဆောင်ပေးတဲ့အီလိုဟင်ဘုရားသခင်အဖေဘုရားသခင်နဲ့အမေဘုရားသခင်စီ ထာဝရယေရှုတင်ခြင်းချီးမွမ်းခြင်းနဲ့ဘုံတော်ကိုပြန်ပေးရင်ကျွန်တော်တို့စီလက်ရှိပရောဖက်ပြုထားတဲ့အနာဂတ်ပေါ်အမြဲတမ်းအယုံဆိုင်နိုင်တဲ့ကျွန်တော်တို့ဖြစ်ကြရမှာဖြစ်ပါတယ်ဒီနေ့ငါဟာဒီလိုအခက်ခဲရှိတယ်ဒီနေ့ဘယ်လို အကြက်အတဲရှိတယ် ဒီလိုနာကျင်စရာတွေရှိတယ်။ဒီလိုအခြေအနေထဲမှာပျောက်ဆုံးနေမယ်ဆိုရင်အနာဂတ်ကိုဆုံးရှုံးသွားနိုင်ပါတယ်။တခုတရမှပျောက်ဆုံးခြင်းမရှိပဲနောက်တစ်ဖန်သေခြင်းစိတ်မသာညှိတွားခြင်းနာကျင်ခြင်းလည်းမရှိပဲအမြဲတမ်းပျော်ရွှင်မှုနဲ့ကြည်နူးမှုတွေတောက်ပစာပွင့်လန်းတဲ့ကောင်းကင်ကဘာမှာကဘာဆက်ဆက်သာရသက်နဲ့ကောင်းကြီးကိုခံစားနိုင်တဲ့ကောင်းကင်မိသားစုတွေဆက်ဆက်ဖြစ်ဖို့တောင်းဆိုခြင်းပါတယ်။ကျွန်တော်တို့ရဲ့မွေးရမြေဟာဘယ်မှာလို့ပြောခဲ့ပါသလဲ။ ဟေဘရဲဩဝါဒစာအခန်းကြီး7အခန်းငယ်73ကနေဖတ်ကြည့်မယ်ဆိုရင်ကောင်းကင်ဖြစ်တယ်လို့အသိပေးထားပါတယ်အဲ့ဒီကောင်းကင်ကိုမဆုံရှုံတဲ့တင်းတို့နဲ့ကျွန်တော်ဆက်ဆက်ဖြစ်ကြပါစို့ပြီးတော့ကောင်းကင်ကိုတွားနိုင်အောင်ဗြဟ္မဉ္စတရားတဲ့အမှန်တရားလမ်းကိုပြတ်သားတုန်တင်ပေးတဲ့ဖေဘရားခင်နဲ့မေဘရားခင်စီသာရဂျေဇုတင်ခြင်းချီးမွမ်းခြင်းနဲ့ဘုံတော့ကိုပေးကြတဲ့ကောင်းကင်မိသားစုတွေအားလုံးဖြစ်ကြဖို့တောင်းဆိုခြင်းပါတယ် ဒီနေ့နှုတ်ကပတ်တော်ကိုဤကုန်ချုပ်လိုက်ပါမယ်ယေရှုအများကြီးတင်ပါတယ်